ဲဆိုလဲဟိုအရင်လေးကတကယ်မောင်နှမလို့ပဲအဲ့တော့ဟိုသူဘယ်ဟာမျိုးဆိုလို့ရှိရင်လှုပ်ရဲတယ်ဘယ်ဟာမျိုးဆိုရင်သူဟိုလက်ခံရဲတယ်ဆိုတဲ့ဟာမျိုးလဲကျွန်တော်အနေနဲ့ဆိုရင်သိတယ်သူကတော့တော်လေအလုပ်တစ်ခုကိုလက်မခံခင်သူစဉ်းစားရစဉ်းစားမယ်လက်ခံပြီးရင်တော့တိတ်ဒိုက်ဒီပေါ်မှာ complain မရှိဘူးလှုပ်တယ်အကုန်လှုပ်တယ်ဒါဝင်လာနေတယ်ဆိုတာမင်းလေးတယောက်တရားမယ်။ Maybe ဖြစ်နိုင်တာပေါ့။ ွေးကြတော့လေပထမဆုံးပါတဲ့ mainly artist ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဖွဖွေးအတွက်ကို game pattern ကြီးစဉ်းစားရတာရောသူ့ fan နေနဲ့ဖွဖွေးနဲ့နှစ်ယောက်တူတူပြိုင်တဲ့အချိန်မှာရှေ့မှာယောက်ျားလေး artist တွေဖြစ်တဲ့အတွက်ပြိုင်တာ mainly တွေဖြစ်ကြတယ်ဖွဖွေးရဲ့ fan တွေမှာယောက်ျားလေးပြိသက်တွေရော mainly ပြိသက်တွေရောများတယ်များတော့အဲ့ဒီ gender နှစ်မျိုးစလုံးကိုကျွန်တော်တို့ကပေါအောင်ထည့်ထားဘာလို့လဲဆိုတော့ fountain ကြားတဲ့ယောက်ျားတွေမိန်းမတွေအများကြီးမှာ ယောက်ျားလေးကြီးပဲရွေးတယ်ဆိုရင်လေမင်းကလေးပြိသက်အတွက်ကအော်ဖဲမဖြစ်ဘူးသူတို့ခံစားရလိမ့်မယ်အဲ့တော့ဂိမ်းတွေကိုဘသူဖြစ်ဖြစ်ပါဝင်လို့ရမယ်ဂိမ်းမျိုးကိုပဲကျွန်တော်စဉ်းစားလိုက်ပြီးတော့ဒါတော့ကိုပေးကိုယ်တိုင်လေသူ့ဘက်ကဟိုဒီဖန်နေနဲ့ပြပြပါပါရှင်ပြိုင်လို့ရမယ်သူ့အတွက်လေရင်ခုံရမယ်ပြိသက်တွေလိုလေရင်ခုံရမယ်ကြားမှမခွဲကြားပဲနဲ့ပြိုင်လို့ရမယ်ဟာမျိုးလေးတွေကိုကျွန်တော်တို့ရွေးလိုက်တယ်အဲ့တော့အော် ဝင်တာဘာဖြစ်လာမလဲဆိုတာလည်းတော်တော်ရင်ခုန်ရတယ်အခုချိန်ထိလည်းကျွန်တော်မသိသေးဘူးမေဘီဖြစ်နိုင်တာပေါ့မလောက်မလောက်ဖောင်တင်တော့လာဦးမလားလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အကုန်လုံးလာဟုတ်တယ်အဲ့ဒါအဲ့ဒါကျွန်တော်တို့ဟိုစီစဉ်နှစ်ခုလုံးဝါ2ရောရဲ့တော်တော်ထူးကြတဲ့အချက်ပဲမင်္ဂလီအာတစ်ကို ထဲ့မယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တော်တော်စဉ်းစားရတယ်ပထမတကယ်အဲ့လိုယောက်ျားတွေကြီးပဲပြိုင်မလားပေါ့မဟုတ်ရင်ရောဆိုတဲ့ဟာမျိုးပေါ့โอเคစမ်းကြည့်လိုက်မယ်ဆိုပြီးတော့ form လက်ခံကြည့်လိုက်တဲ့အချိန်မှာတကယ်နှမျိုးလုံးလာတယ်ကျွန်တော်ကတော့ game host ဖြစ်နေကျွန်တော်ကျွန်တော်ဘယ်သူရစေခြင်းလဲဆိုတာထက်ပြိုင်ပွဲမှာသူကသူတကယ် fan fan square ရှင်ပြိုင်ပြီးတော့နိုင်လာတဲ့သူရသွားစေခြင်းတာပဲဒါပေမဲ့ရိုက်ကူးရေးစိုက်ကနေတစ်ဖက်ပြန်ကြည့်ရင်ကြတော့ ဒီလိုနှစ်ယောက် day trip လေးရယောက်ျားလေးနဲ့မိန်းကလေးကတော့ကြည်ရဖို့လှတယ်ဗျာဒါဒါဒါကျွန်တော်ရိုက်ကူးရေးစိုက်ကနေမြင်တဲ့အမြင်ပေါ့ဒါပေမဲ့ဘသူပဲဖြစ်ဖြစ်ပါနိုင်ဝါလာမိန်းကလေးဖြစ်ရင်လည်းမိန်းကလေးနှစ်ယောက်ပဲကျွန်တော်တို့ခရီးလေးလုပ်ပေးရမှာပဲလေဒါကကျွန်တော်တို့အာမခံထားတာဒါမျိုးပဲဆိုတော့အများကြီးတွေ့ရမှာတချို့တချို့ game တွေကဘဝေးကတော့ကျွန်တော်တို့ကတရက်ချင်းမှာဘယ်ဟာအောင်မှကြိုပေးမသိထားပဲနဲ့ on scene ပေါ်ရောက်မှဒီနေ့ဘယ်လိုပြန်ရမလဲဒီနေ့ကတော့ဘယ်နှစ်ယောက်ပြုတ်မလဲ ်ဘာဘာဘယ်လိုအစင်းစင်းပြိုင်သွားမယ်ဆိုတဲ့ဟာကို on scene ပေါ်မှာတခါလေးရှင်းပြပြီးတခါလေးပြိုင်တာဆိုတော့ကျွန်တော်ဒီ show ရဲ့ထူးခြားတဲ့အချက်ကပထမ season 1မှာ blind date ဖြစ်တဲ့အတွက်ဟုတ်သူကမျက်လုံးစီးတာမျက်လုံးစီးထားတဲ့အချိန်မှာသူမမြင်ရတဲ့အနုပညာရှင်ရဲ့ဒါမှမဟုတ်ရင်ကျွန်တော် partition ချထားတယ်ဆိုတော့သူ့ဘက်ကသူကိုယ်တိုင်ဝင်ပြိုင်နေရတာမဟုတ်ဘူး तू ကနားထောင်ပေးရတာရှိတယ်ဆုံးဖြတ်ပေးရတာရှိတယ်ဆိုတော့တယုံဆောင်မယ်ဆိုရင်တော့ ်ရုပ်ဆောင်တွေလို့ရတဲ့အခြေအနေရှိတယ်။ season 2မှာဒီ artist တွေလုံးဝတရုပ်ဆောင်နေတာမဟုတ်တဲ့တကယ် reality အစ်စ်ကိုမြင်ရလိမ့်မယ်။သူတို့လုံးဝတရုပ်ဆောင်မနေဘူး။ဒါဆိုရင်မခွင့်တဲ့တူတူသားပဲစင်းနေလားပါပါမသိဘူး။သူရဲ့ဟို date trip မှာတော့ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်တင်တယ်။ဖွေးနဲ့ဖွေးနဲ့ဟိုကိုတည်းဆိုလဲဟိုအရင်တည်းကတကယ်မောင်နှမလို့ပဲ။အဲ့တော့ဟိုသူဘယ်ဟာမျိုးဆိုလို့ရှိရင်လှုပ်ရဲတယ်။ဘယ်ဟာမျိုးဆိုရင်သူဟို လက်ခံရဲတယ်ဆိုတဲ့ဟာမျိုးလည်းကျွန်တော်အနေနဲ့ဆိုရင်သိတယ်အဲ့တော့ဒီ show မှာလည်းတချို့ဟိုနေရာတွေမှာဥပမာဒါဒါဒါကျွန်တော် spoil လို့ဖြစ်မှာဆိုလို့ကျွန်တော်တို့ရက်နေတဲ့ရက်နေတဲ့ကိုယ့်ရဲ့ flow ကြီးပွင့်ပြီးတော့အောက်ကပြုတ်ကျသွားတဲ့ game မျိုးမှာဆိုရင်ဥပ္ပယအရန်တည်နေတယ်ပြီးတော့သူရွေးချယ်မှုတွေသူပြုတ်ကျမယ်လို့ထင်တဲ့ဟာတွေအားလုံးကသူကအေးအေးဆေးဆေးကြော်လွားသွားတယ် ကျွန်တော်တို့တော့ပြန်ဟောရတဲ့ဟာမျိုးလေးတွေရှိရဲဆိုတော့အဲ့ဒါမျိုးလေးတွေဒီ game မှာဒီ show မှာမြင်ရပါလိမ့်မယ်သူကတော့တော်လေအလုပ်တစ်ခုလက်မခံခင်သူစဉ်းစားရင်စဉ်းစားမယ်လက်ခံပြီးရင်တော့တိတ်ဒိုက်ဒီပေါ်မှာ complaint မရှိဘူးလုပ်တယ်အကုန်လုပ်တယ်ဒီမှာဟို enjoy ရတော့ကျွန်တော်တို့ first day second day third day အဲ့လို game ကိုအစဉ်အဆက်သွားတဲ့အချိန်မှာ enjoy ရအားလုံးမှာဖြစ်တယ်ဒါပေမဲ့ သူတို့တွေရဲ့ emotion ကနေတိုင်းမှာ iPhone တွေကပြုတ်ပြုတ်သွားတာကိုမျက်စိရှိမှကိုနဲ့အတူတူ activity တွေလုပ်နေရင်လည်းပြုတ်ပြုတ်သွားတာဆိုတော့အဲ့ဒါလေးကတော့ဘယ် artist မဆိုပါဦးဝေးတယောက်တည်းမဟုတ်ဘယ် artist မဆိုအဲ့ဒီ moment ကြရင်တော့အကုန်လုံးသူတို့ပါပြန်ပြီး feeling တွေဖြစ်ကုန်တာ emotion တွေဒါအဖြစ်ကုန်တာစစော blind date ဖြစ်ခြင်းနဲ့မဖြစ်ခြင်းနဲ့ကျွန်တော်တို့ season 2မှာ activity တွေပုံများတယ် game တွေကတချို့ privacy စံတဲ့ game တွေတချို့ကိုယ့်ရဲ့ အာ physical ပါပါတဲ့ game တွေအဲ့ဒါတွေကိုပါပါတဲ့အတွက် control လုပ်ရတာနည်းနည်းလေးကိုအတွက်ပို့ပြီးတော့ကြိုးစားရတဲ့အပိုင်းတွေပါပြီးတော့ရလက်ကတော့ season 2ကိုကျွန်တော်ကပရိသတ်တွေပိုကြိုက်မယ်လို့ကျွန်တော်ခံစားရတယ်စိတ်ထဲမှာဘာလို့လဲဆိုတော့တစ်စိညင်းတစ်စိညင်းမှာသူတို့မတင်မှတ်တာတွေတစ်ခုပြီးတစ်ခုကိုဟို game အဆင့်အဆင့်ကိုမြင်ရမှာဆိုတော့ season 2ကတော့ပရိသတ်တွေအရန်ကိုရင်လဲရောက်မယ်လို့ကျွန်တော်တို့ထင်တယ်ဟုတ်ကဲ့ကျွန်တော်အာ ေဝီမီစီဇန်2က M Entertainment Channel ကနေစနေညတိုင်းတင်ဆက်ပေးနေမှာဆိုတော့အခုဒီမှာအားလုံးချစ်တဲ့လူပညာရှင်တွေပုပ်ပေးတိုင်ရောနေထွတ် project ကြီးတို့ရဲ့သူတို့ fan တွေနဲ့တကယ်ကိုရင်ခုန်စရာဖြတ်သန်းမှုတွေပါဝင်ပါဆိုတော့အားလုံးစောင့်ကြည့်ပေးပါဦးလို့အားလုံးနဲ့ဆုံးပြပါတယ်ကျေးဇူးပါ